တတလောနိဩဝါဒစာ ပထမစာဆောင်အခန်းကြီး၁အခန်းငယ်၁ပေါလုတိလွာနုတိမောသေးတို့ဒီခမဲတော်ဖခင်နှင့် သခင်ယေရှုခရစ်၌တည်တော်တတတော်နေမြို့သားတို့ရဲ့အသင်းတော်ကိုကြားလိုက်ပါ၏ဂျေဇုတော်နှင့်ညီသက်ချင်းသည်တင်တို့၌ရှိပါစေအသင်းတော် တတတော်နှင့်ဩဝါဒစာပထမစာဆောင်နှင့်ဒုတိယစာဆောင်တို့သည် ခရစ်တော်၌ယုံကြည်သူများအားလုံးပေါင်းစည်းထားသည့်တတလောနှင့်မြို့၌ရှိသောအသင်းတော်တို့လိမ့်မှုထားသည်ထိုကဲ့သို့သောဒေသနာအသင်းတော်သည်ယုံကြည်သူများ၏အသင်းတော်ဖြစ်ပြီးခမဲတော်ဖျားနှင့်သခင်ယေရှုခရစ်တော်၌ရှိသောအသင်းတော်ဖြစ်သည့်ဤဒီမှာဒေသနာအတင်းတော်သည် ခမဲတော်ဖျားဤအသက်သဘောတဘာဝဖြင့်မွေးဖွားခံရပြီး တခင်ယေရှုခရစ်တော်ဤဖြစ်ခြင်းအားလုံးနှင့်ကိုတော်လှုပ်ဆောင်ခဲ့သောအရာအားလုံး၌ကိုတော်နှင့် ရှင်တန်စွာပေါင်းစည်းနေကြောင်းကို ဖော်ပြသည်ထို့ကြောင့်ယင်းသည် လူများရဲ့အသင်းတော်ဖြစ်တော်လဲတတရာလောနိတ်မြို့သားများကဲ့သို့ဖျားခင်နှင့်တခင်ဘုရား၌အသက်အဖြစ်ရှင်တန်စွာ ပေါင်းစည်းနေသည်ဖျားအသက်နှင့်သဘောတဘာဝ၌ရှိသည့်ဤရှင်တန်သောပေါင်းစည်းခြင်းသည် အသင်းတော်အတ္တတအတွက်တန့်ရှင်းတော်အတ္တတကိုအသက်ရှင်ရန်ယုံကြည်သူများအတွက်ရှင်သန်တော်အခြေခံဖြစ်သည်ထိုကဲ့သို့သောအသက်ရှင်ခြင်းသည်ဩဝါဒစာဆောင်နှစ်ဆောင်ရဲ့အဓိကအချက်ဖြစ်သည်တတရောနေမျိုးသည်မာကေဒိုနီပြည်၌ရှိ၍ယောမအင်ပါယာမြို့တမြို့ဖြစ်ကအခါရပီမြောက်ဖက်တွင်ရှိသည်ထိုမြို့သည်ပေါ်လူဤအမှုတော်ဒုတိယခရီးစဉ်၌မာကေဒိုနီပြည်သားများဤ ခေါ်တန်ကြားရ၍တမန်တော်ပေါ်လူနှင့်သူ၏လုပ်ဖော်ဆောင်ဘက်တိလွာနှုတို့သည်ဖိလစ်ပိမြို့တို့မြို့ပြီးနောက်တွားလည်ခဲ့သည်မြို့တမျိုးဖြစ်သည်တမန်တော်သည် ထိုမြို့၌တလားအထက်နေတော်အချိန်တိုလေးဖြစ်နေထိုင်က အမှုတော်အလုပ်ကိုလှုပ်ဆောင်ခဲ့သည် တတလောနေပထမစာဆောင်အခန်းကြီး၄၌ကျွန်ုပ်တို့အပေါ်သုံးပါးတပါးဖျားရဲ့လှုပ်ဆောင်ခြင်းကို ဖွင့်ပြထားသည် ခမဲတော်သည် ကျွန်ုပ်တို့ကိုရွေးချယ်ခဲ့၍တားတော်သည်ကျွန်ုပ်တို့ကိုလွတ်မြောက်စေစေကာတန်ရှင်သောဝိညာဉ်တော်သည် သုံးပါးတပါးဖျားကို ကျွန်ုပ်တို့အထဲတို့ ပြက်နှက်ထဲ့တွင်ပို့လွှတ်ပေးသည်ထို့တို့သုံးပါးတပါးဖျားရဲ့လှုပ်ဆောင်မှုသည်ကိုတော်ရဲ့ကယ်တင်ခြင်းကိုကျွန်ုပ်တို့မွေးလျော်ဝမ်းမြောက်ရန်ဖြစ်သည်အာမင်